လန်ဒန်ရောက်မြန်မာနိုင်ငံသားတွေရဲ့ကြိုတင်မဲပေးရမှာမဲပေးခွင့်များသူတွေနဲ့မဲကပ်ပြကျင်းသူတွေစီရင်ကိုတနင်္လာနေ့ပိုင်းကောက်ယူထားပြီး EU ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကိုပေးပို့ထားက EU ကလည်းမှတ်တမ်းယူထားတယ်လို့မဲပေးခွင့်များသူတွေစီရင်ကိုတဦးတည်းတနင်္လာနေ့ပိုင်းကောက်ယူနေတဲ့မက်ဂျီပြခိုင်ကပြောပါတယ်အော်တိုဘာလ22ရက်နေ့အထိကောက်ယူထားတဲ့စရင်အရမဲလုံးဝပေးခွင့်မရသူ40နီးပါးနဲ့မဲကပ်ပြအပြည့်အဝမရရှိသူ90နီးပါးအထိရှိထားပါတယ် လန်ဒန်မှာမြန်မာနိုင်ငံသားတွေကြိုတင်မဲပေးမှုအပေါ်စာရင်းကောက်ယူခဲ့ပြီးကောက်ယူထားတဲ့စာရင်းတွေကိုအီးမေးလ်ကတဆင့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစောင့်ကြည့်တဲ့ EU အဖွဲ့ထံပေးပို့ထားတာကိုမက်ကြီးပြားကအခုလိုပြောပါတယ်ကြည့်ရနေမှာပေါ့နော်သူတို့ဟိုဒီမဲမပေးရတဲ့လူတွေအတွက်ကောမဲအပြည့်ဆုံးမရတဲ့လူတွေအတွက်ကောကျွန်မစိတ်မကောင်းတော့တော့သူတို့ တချို့တွေကလည်းအဝေးကြီးကနေလာချပြီးတော့ပေးရတာဆိုတော့လေအဲ့ဒါကျွန်မဘာလို့ပေးလို့ရမလဲဆိုတော့ကျွန်မစဉ်းစားတယ်စဉ်းစားပြီးတော့ကျွန်မလိုက်ကြည့်တာပေါ့နော် online ပေါ်မှာလိုက်ကြည့်တဲ့အချိန်ကျတော့အမ EU Commission က observe လုပ်နေတဲ့ဟိုအဖွဲ့ရှိရပေါ့နော်အဲ့ဒီကို email ပို့လို့ရတယ်ဆိုပြီးတော့လိပ်စာတွေပါကုန်ပါတယ်အဲ့ဒါနဲ့ကျွန်မဟိုဟုတ်ပြီအခုဒီနေ့ရပါမယ့်စာရင်းလေးကိုစုပြီးတော့ EU ကိုပို့မယ်ဂျန်ပို့မယ့်ဟာတွေဂျန် ထတ်တိုးစင်းနေရတော့သူတို့ပြုတ်ပတ်ထားမယ်ပေါ့နော်ဒါကုံမဟုတ်သေးဘူးထတ်တိုးတွေလည်းရှိနိုင်အောင်မယ်ဆိုပြီးတော့ကျွန်မအဲ့ဒါအောင်အဲ့ညပဲကျွန်မစာရေးပြီးတော့တနေ့လာနေညပါပေါ့နော်စာရေးပြီးတော့ကျွန်မပို့လိုက်ပါတယ်ရှင်ဟုတ်အင်းကတော့အဲ့နေ့မှာပါပဲသူဟိုဗာလဲသူ analysis လုပ်တဲ့ဌာနကိုပို့လိုက်ပါမယ်လို့ပြောပါတယ်ရှင်ဟို EU ဟိုက EU ဖွဲ့ကသူက monitor လုပ်တဲ့အဖွဲ့ပဲလေသူကဘာမှသူတို့ပြောမှာမဟုတ်ဘူးဒါက ်ဆန်နေပါတယ်ဆိုတော့ဒါပေမဲ့ဒီအဖြစ်ပြက်ဖြစ်ပြက်ခဲ့တယ်ဆိုတော့သူတို့ကမှတ်တမ်းတင်ထားမှာပေါ့လေဒါအပြင်မဲကပ်ပြအပြည့်မရတဲ့မြို့နယ်တွေကတောင်ဥက္ကလာပအင်းစိန်နဲ့မယန်းကုန်းမြို့နယ်တွေကရွေးကောက်ပွဲကော်မရှင်ခွဲထံကို ကိုရိုင်းဖုံးဆက်ခဲ့မှုမှာကော်မရှင်ခွဲတွေကပြန်လည်ဖြေကြားခဲ့တာတွေကိုလည်းမကြည်ပြခိုင်ကအခုလိုဖြေကြားထားပါတယ်တော့ပါမြို့နယ်ကတော့အဲ့ဒါ website မှာရှိတယ်လေအဲ့ဒီ ဒီ UK Commission ရဲ့ website မှာပါတဲ့ဟာတွေကိုပဲကျွန်မဆက်တာပါပဲရှင်။အဲ့မှာတောင်းကလာပါမြို့နယ်ကိုကျွန်မနှစ်ခါဆက်ပါတယ်။နှစ်ခါလုံးအဆင်မပြေပါရှင်။အဆင်မပြေဆိုတာသူ့ရဲ့ဟိုပထာသူကကျမရဲ့ကြောင့်အနာယူသွားပြီလို့ပြောတယ်။တခြားဟိုလွှဲထားလူရှိရပေါ့နော်။အဲ့ဒီကိုဆက်ပါပေါ့။ရုံပုံဆက်ပါဆိုတော့ဟုတ်ရုံပုံဆက်ပါတယ်။ဒါပေမဲ့အဲ့ဒီမှာသူတို့ကလည်းတခြားသူထက်လွှဲပြီးတယ်ပေါ့နော်။အဲ့ဒါနဲ့ကျမကလည်းအဲ့ဒါကိုမဆက်တော့ဘူးရှင်။အဲ့ဒါနဲ့မယန်းကုန်းနဲ့အင်းစိန်ကိုထက်ဆက်ပါ ဒီသူတို့ရဲ့မြို့နယ်အနေနဲ့ကတော့ဒီနိုင်ငံတွေအများကြီး30နဲ့2နိုင်ငံရှိတယ်ပြောတယ်အဲ့ဒီနိုင်ငံတွေအများကြီးကိုသူတို့ကတက်ဆိုင်ရာဟိုမြို့နိုင်ငံအလိုက်တယ်ဒါပေမဲ့တဲ့ဖဲမှာဖြစ်တာလဲဆိုတော့သူတို့လည်းတိကျမသိဘူးတဲ့ဘာလို့လဲဆိုတော့သူတို့ကနေတဆင်မှာဒီပြည်ထောင်စုကော်မရှင်အဲ့ဒီကမှနိုင်ငံခြားရေးရုံးအဲ့ဒီကမှတက်ဆိုင်ရာတန်ရုံးဆိုတော့အဆင်စင်ပေါ့နော်အဲ့တော့မဲတွေကအရမ်းများပြီးတော့တဲ့ပျောက်သွားတာပေါ့နော်ကြားထဲမှာအဲ့လိုဖြစ်နိုင်ပါတယ်တဲ့ မဲစင်းရဲမှာနာမည်ကျန်ခဲ့တာတွေကိုအချိန်မီပြန်လည်ဆောင်ရွက်ပေးဖို့နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ဆွေးနွေးနေတယ်လို့အော်တိုဘာလ20ရက်နေ့ကရန်ကုန်မြို့မှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့နိုင်ငံရေးပါတီတွေတွေ့ဆုံမှုမှာဦးတင်အေးကပြောကြားထားပါတယ်။ဒါပေမဲ့လက်ရှိချိန်ထိလန်ဒန်တန်ယုံကိုရွေးကောက်ပွဲကော်မရှင်ကတစုံတရာအကြောင်းပြန်ထားတာမရှိဘူးလို့လန်ဒန်တန်ယုံကိုဆက်သွယ်မေးမြန်းထားတဲ့အခြေအနေကိုမက်ကြီးပြခိုင်ကပြောပါတယ်။